အလုံးအလုံးမင်္ဂလာပါအမကြီးကနေပြီးပြန်လဲရှင်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒါ Nero ရဲ့ Ryan Afi GD 650ဆိုင်ရဲ့အကြောင်းတပတ်တော်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လိုက်ရအောင် Ryan Afi ဆိုတာကတော့1900ခုနှစ်မှာစတင်ထောင်ခဲ့ပြီးအင်္ဂလန်ခြေစိုက်ကုမ္ပဏီဖြစ်ပါတယ်1955ခုနှစ်မှာဒါအိန္ဒိယကရှယ်ယာအများဆုံးဝယ်ယူခဲ့ပြီးတော့ယနေ့ချိန်ထိအိန္ဒိယရဲ့ရှန်တိုင်းမှာ Ryan Afi အိန္ဒိယအနေနဲ့ ဆိုင်းကရီကိုထုတ်လုပ်နေစေဖြစ်ပါတယ်။ယူကေကလည်းတဝနီဘပိုင်ဆိုင်နေတုန်းဖြစ်ပါတယ်။နှစ်ပေါင်း120ကျော်ကြာရှေးအကြုံဆိုင်းကထုတ်လုပ်မှုတွေထဲမှာပါဝင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးတကမ္ဘာလုံးကို Ryan and Fee ဆိုင်းကရီယနေ့ချိန်ထိတင်မရောင်းချလျက်ရှိပါတယ်။ Ryan and Fee က Classic ဆိုင်းကကိုအဓိကဦးတည်ထုတ်လုပ်တာဖြစ်ပြီးပထမကဘာစဒုတိယကဘာစအတွင်းမှာ VSA, Triumph, Norton လို့ British ကုမ္ပဏီတွေနဲ့ရှင်ပြိုင်ကြားကန်လှုပ်ရှားခဲ့ရပါတယ်။အဲဒီမှာအဓိကပြိုင်ပွဲက BSA ကုမ္ပဏီဖြစ်ခဲ့ပါတယ်။ BSA ဆိုတာကလည်းဆိုင်ငယ်ကြတဲ့သူဆိုလို့ရှိရင်တော့မသိတဲ့သူမရှိတော့ဖြစ်ပြီး classic ဆိုင်ငယ်တွေကိုအောင်းအောင်းမြင်မြင်ထောက်နိုင်ခဲ့တဲ့ company တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့1960ဝန်းကျင်မှာ British ဆိုင်ငယ်တွေထက်ယုံကြည်ရတဲ့ German ဆိုင်ငယ်တွေရဲ့စက်မှုစွမ်းအားမြင်မာလာတာထောက်လုပ်မှုစွမ်းရည်ဒီဇိုင်းပိုင်းအင်ဂျင်ပိုင်းနည်းပညာမြင်မာလာမှုဈေးနှုန်းချွတ်တာမှုတွေဟာတစားတစားနာမည်ကြီးလာနေခဲ့ပါတယ်။ 1969ခုနှစ် Honda CB 950 Inline 4 engine နဲ့ဆိုင်ကယ်ထုတ်လုပ်မှုကြောင့်တစ်ကမ္ဘာလုံးကဆိုင်ကယ်ထုတ်လုပ်မှုကုမ္ပဏီတွေမျက်ခေါင်းလှုပ်ခဲ့ရပါတယ်။ BSA နဲ့ Triumph ကုမ္ပဏီတွေဟာနောက်ကျကျနေခဲ့ပြီး BSA ကုမ္ပဏီကတော့1983ခုနှစ်မှာကုမ္ပဏီကိုပါပိတ်သိမ်းပြီးတော့ဒေဝါလီခံခဲ့ရပါတယ်။အဲထဲမှာယူရိုပကဆိုင်ကယ်ကုမ္ပဏီအများစုဟာရမတက်ကိုရဆိုင်တို့စီမှာတပတ်ခံပြီးတော့ရေပိုက်ပြင်နေရတယ်ကိုပါလာတင်ခဲ့ကြရပါတယ်။အဲအချိန်မှာ Ryan Anfield UK ကလည်းရိုင်းနှက်နေပြီဖြစ်ပါတယ်။ အာဒါ Honda Civic 950နဲ့အတူတူထွက်ခဲ့တဲ့ Interceptor 950ကလည်းမရောရတဲ့အထက်မှာပေါဝင်ခဲ့ပါတယ်။1988ခုနှစ်မှာတော့ Ryan Enfield UK ဟာလည်းတရားဝင်ဒေဝါလီခံခဲ့ရပါတယ်။ Ryan Enfield India ကတော့အိန္ဒိယနိုင်ငံသားတွေအကြိုက်ဆိုင်ကယ်တွေထုတ်လုပ်နေပြီးတော့ရပ်တည်နေအောင်ဖြစ်ပါတယ်။ဒါပေမဲ့1990မှာ Layer 3စက်ပစ္စည်းတွေထုတ်လုပ်တဲ့ Asia Group တစ်ထည့်ရောက်ခဲ့ရပြီးအဲ့ချိန်ကစလို့ယနေ့ချင်းဒီ Modern Retro Classic ဆိုင်ကယ်တွေကိုအောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Ryan V Sangare ဟာဂျပန် Sangare ကိုမရှင်းနိုင်ပေမဲ့ပုံစံတူ Classic Sangare ဆိုရင်ဇင်းလုံးထောက်ဝက်ကျော်လောက်တက်တာတာဒီဇိုင်းပိုင်းအင်ဂျင်ပိုင်းတွေကိုရှင်းနိုင်တဲ့အနေအထားရှိတယ်လို့တော့ပြောလို့ရပါတယ်။နောက်ပြီး Classic Sangare ရိုးရာကိုအပြည့်အဝခံစားနိုင်တဲ့ Sangare လည်းဖြစ်ပါတယ်။ Ryan V Sangare ထဲမှာနာမည်ကြီးတဲ့ Sangare ကတော့ Classic 350, Classic 500, Bullet 350, Bullet 500, Interceptor 650, GT 650, Himalayan Sangare ဖြစ်ကြပါတယ်။ classic တောင်းရတယ်မယဆိုင်ရတွေက classic ဂျိုင်းနေတဲ့သူတွေအတွက်ဟိုးအရင်1900ပြည့်နှစ်တွေက style ကိုပုံစံယူထုတ်လုပ်ထားတဲ့ဆိုင်ရတွေဖြစ်ပါတယ်ဘူးလက်တောင်းရတယ်မယဆိုင်ရတွေကဒုတိယကမ္ဘာစစ်အတွင်း UK ကထုတ်လုပ်ထားတဲ့ classic style ကိုပေါင်းစပ်ထုတ်လုပ်ထားတဲ့ဆိုင်ရတွေဖြစ်ပါတယ် Himalayan ဆိုင်ရတွေကတော့ Jura Sport ပုံစံဒါမှမဟုတ် Adventure ပုံစံလို့ပြောလို့ရပါတယ်2016ခုနှစ်မှာသာစတင်ထုတ်လုပ်လာတာဖြစ်ပါတယ် Interceptor 650နဲ့ GT 650ဆိုင်ရတွေက Modern Classic Style ဆိုင်ရတွေဖြစ်ပြီး ် GD 650ဆိုင်ကတော့ cafe style ပုံစံဖြစ်ပါတယ်။ Corinna နဲ့ GD 650ဆိုင်ကတော့2018ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးယနေ့ချိန်ထိ upgrade မျိုးမျိုးနဲ့ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ cafe razor modern style ပုံစံဖြစ်ပြီး design ဘက်ကလည်း classic ကြိုက်တဲ့သူတွေ cafe ပုံစံကြိုက်တဲ့သူတွေရဲ့အကြိုက်လို့ပြောလို့ရပါတယ်။ 648cc parallel twin engine မျိုးစားကိုအသုံးပြုထားပြီးမြင်းကောင်ရီအားအနေနဲ့40ခွန်တော့ရှိမှဖြစ်ပါလေ။လုံခြုံရေးအတော့အနေနဲ့52 Nm ရှိမှဖြစ်ပါလေ။ တနအီကိုအမြင့်ဆုံးမိုင်တရားဝင်းကျင်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။စီစားနှုန်းကဓာတ်ဆီတကလန်ကို63မိုင် ဝင်းကျင်မောင်းနှင်နိုင်အောင်မှာဖြစ်ပါတယ်။ ABS brake စနစ်လည်းပေါင်းဝင်မှာဖြစ်ပါတယ်။2025 Ryan FGT 650ဆိုင်ကယ်ဈေးကအခုမြန်မာငွေစည်းနဲ့ဆိုရင်380ဝင်းကျင်ရှိမှာဖြစ်ပါတယ်။အရင်မောင်းမောင်းငွေစည်းချင်နေတဲ့ဆိုရင်တော့380ဝင်းကျင်နဲ့ဝယ်စည်းခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့ဘူးပါတယ်။ ဒီ Ryan V GT 650ဆိုင်ကလည်း2021မော်ဒယ်ဖြစ်ပြီးတော့ရောင်းစေးကတော့138သိန်းဖြစ်ပါတယ်ဒီဆိုင်ကကိုလိုချင်စီးကျင်တယ်ဆိုလို့ရှိရင်တော့ဒါကိုမျိုးဝင်းမော်တော်ဆိုင်ကရှိုးရူမ်မှာရရှိနိုင်ပါတယ်ဒါကိုမျိုးဝင်းမော်တော်ဆိုင်ကရှိုးရူမ်ရဲ့အိစာကတော့ရန်ကုန်မှာဆိုလို့ရှိရင်မော်ဘယ်မြို့နဲ့ supply မှတ်တိုင်နဲ့ဆက်ဆောင်မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်တာစီလား130 130အေးကြားမှာရှိုးရူမ်များရှိပါတယ်သေးသေးသိချင်စက်ပြေးမေးမြန်းချင်တာရှိလို့ရှိရင်တော့ comment မှာအပြည့်အစုံကို link ချပေးထားပါတယ် close. Cool.